ဒီမောဆုံမြို့နယ်မှာရှိတဲ့စပေးရှောင်းလူငယ်အများစုဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြီးရရအလို့ရှာလို့ကြသူတွေဒီလပိုင်းအတွင်းပုံများလာတယ်လို့ဒေသခံတွေကပြောပါတယ်ခွန်စောပေးပို့ထားပါတယ်ခင်ဗျာကယားကရီနီပြည်ဒီမောဆုံမြို့နယ်ကစပေးရှောင်းစခန်းတွေဟာနှစ်ကြာလာတာနဲ့အမျှထောက်ပံ့ကူညီပေးမဲ့လူတွေနေပါလာနေပါတယ် ဒါကြောင့်အရွယ်ရှိတဲ့လူငယ်တွေဟာနေဆက်ရနေဆက်မြို့တွေနဲ့ထိုင်းနိုင်ငံဘက်ကိုထွက်ပြီးရရလှောက်ရှာလို့ကစစ်ပေးရှောင်မိသားစုတွေကိုပြန်လဲထောက်ပံ့နေရတာပါဒီရှောင်းစကားမှာပဲဆရာခုဒီဘာလို့လို့လို့ရမမသိတိုင်းပဲဟုတ်တယ်နိဆာမြိုင်းသွားကြတယ်ဆရာဖဲဖဲကူကြတော့လေဒီမော့စုမျိုးကနေထိုင်းမြန်မာနယ်စပ်ဘက်ကိုရောက်ဖို့လူတယောက်ရဲ့ကားကဟာ6သိန်းထိပေါက်ဈေးရှိနေပြီးထိုင်းနိုင်ငံချင်းမိုက်မျိုးအရောက်ဆိုရင်တော့သိန်း30ကျော်ပေးရပါတယ် ကားလေးတစ်စီးကိုစင်းလုံးငားမဲ့ဆိုရင်360ကနေ80ဒီပေါင်းစင်းရှိနေပါတယ်ကားစင်းတွေမြင့်နေပြီမဲ့နေ့စဉ်ကားဆယ်စင်းကျော်လောက်ဒီမော့ဆိုကနေနေဆက်မျိုးမဲဆက်ဘက်ကိုထွက်နေရတယ်လို့ဒေတာကန်တွေကဆိုပါတယ်ဒီကိုတစည်းဆိုရင် နေဆက်မဲဆက်ပေါ့နေဆက်မဲဆက်ဟိုဆက်အထီကိုလွန်ခဲ့တဲ့တစ်ပတ်ကဆိုရင် တင်း60ပေါက်တယ်အခုဆိုရင်တင်း80ထိပေါက်တယ်ကားတစ်စီးကိုဘီကိုနဲ့10စီး15စီးလောက်ရှိရဲဒီကိုလနီကလူငယ်တွေလူကြီးတွေအကုန်ထွက်တာကရနီပြည်နယ်တွင်းမှာစီရေးပဋိကတွေဖြစ်ပွားနေတာငါးနှစ်နီးပါးရှိပြီဖြစ်ပါတယ်လက်ရှိစစ်ဘေးရှောင်ဦးရာတုံသိန်းဝင်းကြီးတီရှိလာနေပြီးအလောက်ကန်ခွလန်းရှာပမှုကုံစင်းနှုံးကြည်မြင့်မှုနဲ့နေမင်းမလုံးကြုံမှုတွေကြောင့်တချို့စစ်ဘေးရှောင်တွေမှာဆိုရင်ဆန်ရိတ်ခါပြက်လက်လာတဲ့အထိခက်ခဲနေတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ